တော်တို့က portfolio အရေးထောက်ပါတယ်အဲ့တော့ portfolio အရေးထောက်ပြီးတော့မှအဲ့ဒီ portfolio နဲ့ကျွန်တော်တို့ကပို့ပြီးတိုးလာတဲ့အချိန်မှာကျွန်တော်ပို့ပြီးတော့ဈေးတွေပို့ပြီးတက်မှတ်လို့ရတယ်အဲအထူးသဖြင့်ကျွန်တော်တို့လူတွေပုံမှားလို့ရနိုင်တယ်ကျွန်တော်ဒီ creative managers တွေအဲကျွန်တော်တို့ဒီ blog comment media buying head တွေ အဲကျွန်တော်တို့အခုအခုဆိုကျွန်တော်တို့ဒီဗာလဲ SEO တွေ SEM ဆရာဆာကျွန်တော်တို့လုပ်ပေးနေရအဲကျွန်တော် keyword တွေမကပဲね right ဆိုတော့ဆရဲဆရဲဟာတွေမှာကျွန်တော်တို့ကလူတွေထက်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 ဖြည့်ပြီးတော့မှာကျွန်တော်တို့ဈေးကိုထက်ထက်ထက်တင်ရတာအဲကို Alex Spine ကမေးထားတာအဲ digital marketing မှာ price range ဘယ်လိုတတ်မှတ်လဲတဲ့ marketing မှာ price range တတ်မှတ်တာကတော့ဒါဟိုပြောရရင် လိုစိုက်ဈေးပါပဲလို့ပဲကျွန်တော်ပြောမှာပဲဘာလို့လဲဆိုတော့စိုက်ဈေးကို right ဟိုဥမာ Ogoviro လို Mango လို့လိုတွေက content တစ်ခုကိုဒေါ်လာတရာလောက်ယူရပြီးတော့အဲကျွန်တော် marketing agency အသေးတွေက content တစ်ခုကို၄၅လောက်လောက်ပဲကျွန်တော်ရတာတော့ဟိုမှာတရာဆိုလို့ရှိရင်တော့အမှန်သသိန်းဝယ်၃သိန်းလောက်တော့အနည်းဆုံးရတယ် content တစ်ခု right အဲ့မဲ့ marketing အသေးတွေကြာတော့ marketing agency အသေးတွေကြာတော့အလောက်မရဘူးကျွန်တော်မြင်တော့ဘာနဲ့ क्वे လဲဆိုတော့ဟုတ်ဘလို့တတ်မှတ်လဲဆိုတာထက်ဘာနဲ့ क्वे လဲဆိုတော့ portfolio နဲ့ क्वे ဒီ market မှာရှိနေလဲကြာပြီ brand အကြီးတွေကိုလည်းကျွန်တော်တို့လုပ်ပေးတယ်အာ experience အများကြီးရှိတယ်ဒီမှာဥမာပြောရောင်းတတ်တယ်အဲ့စကားလုံးမှာရှိရောင်းတတ်တယ် တော့ရောင်းတက်တယ်ဆိုတော့စကလုံးရဲ့အနောက်မှာပထမနေသူပြေးလိုက်ရတာတော့အာအဓိကကျွန်တော်ဆိုတော့ပြောသလိုဟို pricing တက်မရောင်းတက်တယ်ဆိုတဲ့နေရာမှာကျွန်တော်ဘာတွေ involve ဖြစ်လဲဆိုတော့ client needs and wants ကိုကျွန်တော်ဘယ်လောက်ထိနားလည်ရလဲ right ပြီးရင်အဲ client အတွက်ကိုကျွန်တော် proposal ကိုဘယ်လောက်ထိ strategic ကြကြမဟာဗျူဟာကြကြကြစဉ်းစားပေးနိုင်တာလဲဘယ်ဟာတွေမှာမပူတည်ပြီးတော့မှကျွန်တော်ရောင်းတက်တယ်ရောင်းတက်ပြီဆိုတော့ ော်တယ်ဖြစ်လာဒီကြားထဲမှာလည်း negotiation နဲ့လည်းအများကြီးပါတာပေါ့နော်ဒါတော့တစ်ပိုင်းပါဆိုတော့ဟို price range တက်မှတ်တဲ့ဟာကြတော့အဲ့ဒီခုဆိုဆိုတာပြောတယ်ဟုတ်ကျွန်တော်ကျွန်တော်တို့ level up agency မှာဆိုရင်ဟိုကြောင်းကြတာတော့မဟုတ်ပါဘူးလည်းကြောင်းကြတာပါကျွန်တော်ပါတယ်โอเคကျွန်တော်ကြည့်ကြည့်မြင်နေရတာပေါ့ right ကျွန်တော်ပါတယ် ကျွန်တော်အရင်က KFC မှာလို့ပူတယ်ကျွန်တော် Samsung မှာလို့ပူတယ်ကျွန်တော် City Mart မှာလို့ပူတယ်ကျွန်တော် Roma Ban မှာလို့ပူတယ် right ဆိုတော့ကျွန်내အသေးသေးကကျွန်တော်မပြောတော့ဆိုတော့အဲ့ဒီ company လေးကကျွန်တော်ပူတယ်ကျွန်တော်ရဲ့ CEO ကိုဝိန်းက L'Oreal Singapore ကနားလား Grand Royal မှာတော့ပူတယ် Roma Ban မှာကျွန်တော်လည်းတွေ့ခဲ့တာဆိုတော့အဲ့လိုလို့ပြီးတော့ကျွန်တော်ရဲ့ CTO Chief Growth Officer ကျွန်တော် Time Mart ထိုင်နေရဲ့ Coach Stephen Jaw က Blink Agency ရဲ့ founder တော့ तू อ่ะ Ogilvy ရဲ့ associate contractor ပြီးရင်ကျွန်တော်ရဲ့ group CEO ကို Richard ကကျွန်တော် mentor Samsung မှာ marketing hat အဲတို့ CB Bank မှာ marketing hat ပြီးတော့ဒီဒီဗာလဲအဲ Cambodia ရဲ့အကြီးဆုံး agency လို့တော့ကျွန်တော်ခေါ်လို့ရတယ် Oxygen မှာလဲ CEO ဖြစ်လောက်လာတဲ့သူပြီးနောက်ဆုံးကျွန်တော်ရဲ့ CFO ကဒီကာကိုမိုက်ဆိုတော့ဟိုပြောရဆိုလို့ရှိရင်ကျွန်တော်တို့တအူးချင်းစီရဲ့ portfolio ကအကြီးကြီးပဲ ကျွဲ့ရအောင်တော့မဟုတ်ဘူးဗျာကျွဲ့ရပါဆိုတော့ I mean however ဟိုကျွန်တော်တို့ကလက်ရှိချိန်မှာ mango ကိုသွားပြီးတော့ပြမလားအဲ mango 300 euro mango 100 euro ကောင်းတဲ့100 euro မှာတော့ပြလို့မရဘူးဒါဆို mango ရဲ့ mango ဆိုတဲ့ portfolio ကအကြီးဒါဒီသူတို့ဟိုနှစ်ပေါင်းများစွာတီးဆောက်လာတာ mango ဆိုတဲ့နာမည်အောက်ထဲမှာ ਨੇ ကင်ကာခဲ့တဲ့အာ brand တွေအများကြီးရှိတယ် Ogilvy today Ogilvy ရဲ့ outdoor မှာလည်းကင်လာခဲ့တဲ့အများကြီးရှင်လုံးဝ respect ဟိုဟိုအဲ့ဒီ company စေးမှာဆိုတော့ level up ကအခုမှ၃နေပဲရှိသေးတယ်ဆိုတော့အဲ့ဒီ mango စေးကိုကျွန်တော်တို့ရဲ့လူတွေကဓာရေးရှိနေလို့ပါဒီမှာငါတို့ရှင်လို့ရတာပေါ့ဆိုရမယ်တော့ဘာမှမရဘူးတော့ကျွန်တော်တို့က portfolio ရေးဆောက်ရတယ်အဲ့တော့ portfolio ရေးဆောက်ပြီးတော့မှအဲ့ဒီ portfolio နဲ့ကျွန်တော်တို့က အပူပြီးတိုးလာတဲ့အချိန်မှာကျွန်တော်ပူပြီးတော့ဈေးတွေပူပြီးသတ်မှတ်လို့ရတယ်အဲအထူးသဖြင့်ကျွန်တော်တို့လူတွေပုံမှားလို့ရနိုင်တယ်ကျွန်တော်ဒီ creative manager စီအဲကျွန်တော်တို့ဒီ block comment media buying head စီအဲကျွန်တော်အခုအခုဆိုကျွန်တော်ဒီဗာလဲ SEO တွေ SEM စီအစကျွန်တော်တို့လုပ်ပေးနေရအဲကျွန်တော် keyword တွေမကပဲね right ဆိုတော့စားရဲစားရဲဟာတွေမှာကျွန်တော်ကလူတွေထက်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 ဖြည့်ပြီးတော့မှကျွန်တော်ဈေးကိုထက်ထက်ထက်တင်ရတာဆိုတော့ဒါအဲ့တော့အဲ့ဒီပုံစံမျိုးနဲ့တော့ကျွန်တော်တို့ marketing agency တွေအနေနဲ့ကတော့ဈေးတက်မှန်ကြတယ်ပေါ့လေ